ချက်စတင်ကိုအပိနေကြတဲ့ဘရာသားညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါချောင်းနေလိမ့်မယ်လို့ကျွန်တော်အနေနဲ့အပြေအဝါယုံကြည်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ချက်စီအသင်းကဒီကနေ့မနက်အစောပိုင်းလို့ပြောရပါမို့နော်ဒါကွာကြတဲ့စံတော်ချိန်မှာရှင်ပိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ချက်စီမန်ချက်စတာယူနိုက်တက်ထိတိုက်တွေ့ဆုံမှုမှာကျွန်တော်တို့တကူဂုံးရှိဆိုတဲ့ရလတ်နဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲ ချက်စီသိန်းရဲ့စိတ်မချရတဲ့ခြေစွမ်းမျိုးတွေကြောင်းမို့လို့ချက်စီသိန်းရဲ့ဒီလက်ချက်ပွဲစဉ်တွေမှာလည်းပြိတ္တတွေကတကယ်ကိုရင်တမမနဲ့စောင့်မျှော်ကြည့်ရှုကြရတဲ့အနေအထားမျိုးဖြစ်တဲ့ပွဲမစခင်ကဆိုလို့ရှိရင် United ကိုနိုင်မှာမဟုတ်ဘူးလို့ထင်ကြီးပေးကြတဲ့ပြိတ္တတွေလည်းအများကြီးရှိခဲ့တာကိုကျွန်တော်တွေနဲ့တွေ့ရမှာဖြစ်တယ်။အားလုံးဒီအတိုင်းပဲကျွန်တော်တို့ဟာချန်ပီယံလိနဲ့ဝေးကွာနေတဲ့အနေအထားတစ်ခုမှာကျွန်တော်ရှေ့မှာလည်း ဟောပေါ့နော်ဒီရာဒီရဲ့ဟိုမမားတဲ့နဲ့ပွဲစဉ်တွေအများကြီးကိုလည်း Chelsea တင်းနေနဲ့မှားခဲ့ပြီဖြစ်တဲ့အတော့အခုနောက်ဆုံးကြံတဲ့ပွဲစဉ်တွေနှစ်ပွဲမှာတော့ဘာပဲပြောပြောအကောင်းဆုံးကိုယူရမှာဒါတောင်မှဒါ Newcastle နဲ့ပွဲစဉ်ကိုကျွန်တော်ဟိုမထင်မဖဲနဲ့ပေါ့နော်ကိုပြတ်တွေပါရှုံးသွားတယ်ဆိုတဲ့အနေထားကအများကြီး Chelsea တင်းကိုဖိအားဝင်သွားစေတာဖြစ်တယ်ဒါကြောင့်မလို့ဒါ Maresca ကိုရိုင်းကိုကသူ့ရဲ့ကစားသမားတွေကိုလက်ချံပွဲစဉ်တွေမှာတော့ကစားသမားတွေအနေနဲ့ပြောတိပြောင်းချက်လုံးမနေဘဲနဲ့ ်ချန်ပီယံလိဝင်ခွင့်အတွက်တိုက်ပွဲဝင်လို့စိတ်အပြည့်အင်အားအပြည့်စိတ်ဓာတ်အပြည့်နဲ့ကစားကြဖို့အတွက်တိုက်တွန်းထားရဆိုတဲ့အနေအထားမျိုးတွေလည်းအတန်တွေထွက်လာခဲ့တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တွေဖြစ်လာတယ်။ဒါပဲပြောပြောပေါ့ဗျာ။အခုချိန်မှာကဟိုနှစ်ပွဲလုံးနိုင်အောင်မှချက်စီးတင်းနေတဲ့တော်ဖိုးဝင်ချင်မှလည်းဝင်မယ်။ဝင်ရင်လည်းဝင်မယ်။ဘာလို့လဲဆိုတော့ Newcastle, Manchester City, Nottingham ဒီအသင်းတွေကမဖြစ်မနေ Chelsea အသင်းတွေနဲ့ဟိုပြန်ပြီးစောင့်ကြည့်ရမှာ Nottingham Forest ကတော့ဘာပဲပြောပြောကိုကြိုးစားမယ်ဆိုလို့ရှိရင်ကိုလက်ထဲမှာရှိနေတဲ့အသင်းတွေဖြစ်တယ်နောက်ဆုံးတွေ့မဲ့ပွဲစဉ်က Nottingham Forest နဲ့တွေ့မယ်ဆိုတဲ့အနေထားတစ်ရက်မှာ Chelsea အသင်းတွေနဲ့ Nottingham Forest ကိုဦးချိုးလိုက်နိုင်မယ်ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့ဒါဒီညမှာကစားမဲ့ Arsenal Newcastle အသင်းပွဲစဉ်ကိုစောင့်ကြည့်သွားမှာရှိတယ်လို့ Manchester City အသင်းရဲ့ပွဲစဉ်နှစ်ပွဲကိုလည်းကြည့်ရမယ်သို့တော့မဖြစ်နိုင်တာဘာမှမရှိဘူးဆိုတဲ့အတိုင်းပဲဒီနှစ်သင်းသား အကယ်၍ခြေချော်သွားခင်မယ်ဆိုလို့ရှိရင် Chelsea အသင်းနေနဲ့ဒါ TOEFL race မှာဟိုဟိုပါပေါ့နော်အောင်မြင်ပြီးတော့နောက်ရာသီမှာကျွန်တော် Champions League စားနိုင်တဲ့ကစားဝင်ရနိုင်တယ်ပေါ့နော်ဒါပေမဲ့ chance ကတော့အမှန်တိုင်းပြောရရင်နဲပါနေသေးတယ်ဒီနေ့ပွဲစဉ်တွေကိုကြည့်ပြီးအဲတစ်ချက်ပြန်ပြီးတော့စဉ်းစားရမှာပေါ့နော်ဆိုတော့ပွဲကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ဒါ Chelsea အသင်းဒီခုနက Maris ကချိန်မောင်းခဲ့သလို push လုပ်ခဲ့တယ်လို့ပဲ Manchester United အတင်းနဲ့ပွဲစဉ်မှာတော့အဲကစားခဲ့တဲ့နေသားမှာလက်ခံလို့ရတဲ့အပိုင်းတွေရှိခဲ့တယ်။သို့တော်လည်းပဲကစားပုံကတိတသားကြီးအရန်ကောင်းနေတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့ဒါကယိုးအီနေတယ်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်။ကိုသမားနေရာမှာ Robert Sanchez ပဲခန်းစစ်အထိုင်မှာတော့ထိုးစင်တဲ့ Levi Goel တို့ကိုအသုံးပြုခဲ့တယ်။ ဲ့ဒါကျွန်တော်သိတော့မကြိုက်ဘူးဘာလို့လဲဆိုတော့ဟိုချက်လက်ပါနဲ့တောက်လျှောက်ဆိုသလိုသုံးတယ်နောက်ကြောင့်လိုမျိုးအဲ့လိုလှဲ့သုံးနေတာကအထိုင်ကျတဲ့ခံစည်အတွဲတစ်ခုကိုချက်စီးတင်းနေနဲ့အနာဂတ်မှာရရှိနိုင်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်လည်းဟိုလာပြပြတသားဗျာသုံးမယ်ဆိုလို့ရှိရင်လည်းဒီခံစည်အတွဲကိုဟိုတေချာလေးဟိုဘာပေါ့ယုံကြည်မှုပေးပြီးသုံးတဲ့နေနော်အဒီချက်လက်ပါကိုသုံးလိုက်မယုံတော့တူစင်ပြန်သုံးလိုက်တူစင်သုံးမချချက်လက်ပါပြန်သုံးလိုက်အောင်ကောင်းတန်ရရလို့မသုံးရလိုက်ဆိုဒါမျိုးတွေက မှန်တရားရောင်ရှိပြီပဲရေရှည်မှာတော့ကျွန်တော်ပြဿနာရှိနိုင်တယ်ဆိုတော့ဒီပွဲစဉ်ရဲ့ site ဘက်တွေအနေနဲ့ကတော့ဒါ muscular region ကိုပွဲထွက်ခဲ့တယ်ဒီ site ဘက်အတွဲကလည်းဒီပွဲစဉ်အတွက်တကယ်ကို အခရာကြခဲ့တဲ့ကစားသမား၂ယောက်လို့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်ကိုယ့်လက်မှာတော့ Wise Sky Zero နဲ့ Anzo Fernandez တို့ထိုင်လာခဲ့တယ်တိုက်စစ်ပိုင်းမှာတော့ကျွန်တော်တို့ Nato Palma Madugi နဲ့ထောင်မှာတော့ကျွန်တော်တို့ Nikolai Jackson က suspension ဖြစ်နေတဲ့အတွက် Tyre Job Play ကိုအသုံးပြုလာခဲ့တာ ဖြစ်ပါတယ်ဆိုတော့ ကျွန်တော် Chelsea အသင်းနဲ့ Manchester United တွေ့ဆုံမှုက United အနေနဲ့ပထမ Maguire တလုံးသွင်းသွားသေးတယ်ပေါ့နော်အဲ့ဒီဒါပေမဲ့ဒါတိတိတသားကြီးလူကျွန်နေတယ်ဆိုတော့အနေထားမှာ VAR ပြန်ကြည့်ပြီးတော့ အဲကိုကပယ်ဖြတ်ခဲ့တယ်အဲနောက်ပိုင်းမှာတော့သူတပြန်ကိုတပြန်ပါပဲကစားရတဲ့ဆိုတဲ့အနေထားမျိုးကျွန်တော်တို့တွေ့ရတယ်အဲချက်စီးသင်းနေတဲ့ကလည်းတိုက်စစ်ပိုင်းအရအများကြီးတိုးတက်လာမှုမရှိဘူးလို့ဆိုနိုင်တော့ညာလည်းပဲမန်ချက်စတာယူနိုက်တက်အသင်းကိုတော့အသင်းကြီးအသင်း PP ပုံစံမျိုးအသင်းကြီးအသင်းထိတိုက်တွေ့ရဆိုတဲ့အနေထားမျိုးပေါ့နော်ကစားနိုင်ကစားသွားတာတော့တွေ့ရတယ်ဒါပေမဲ့နှစ်သင်းလုံးရဲ့ power ကတော့ဒါတစ်ချိန်ကတွေ့ခဲ့ရဘူးတဲ့ပြိုင်ဆိုင်မှု တွေတစ်ချိန်က ဟိုဟန်နေမန်နေတော့အရန်ကြီးအပြည့်ဝချက်စီတင်းမှာရောမန်ချက်စတာနိုက်တက်အတင်းမှာပါတိတ်ပြီးမတွေ့ရဘူးပေါ့နော်ဒါကတော့တိတ်လို့ထူးဆန်းတာမဟုတ်ဘူးနှစ်သင်းလုံးကဘွားပြတ်နေတဲ့အသင်းတွေဖြစ်နေတာနဲ့အညီပေါ့နော်ဆိုတော့အရန်ကြီးဘလို့ပြောမလဲဗျာအကျိအနေလုံးဝရှော့ဖြစ်ပြီးအရန်ကြည့်ကောင်းလွန်းလှတယ်ဆိုတဲ့ပွဲစဉ်တပွဲဖြစ်တော့ကျွန်တော်တို့ကိုအဖျော်ဖြေမှု မပေးနိုင်ကျွန်တော်တကူစေအမြင်ကိုပြောတာပေါ့နော် channel အပိုင်းမှာတော့ဒါ Chelsea အသင်းနေလည်း အဲသူလှုပ်သိလှုပ်ထိုက်တဲ့အနေထားမျိုးကစားသိကစားထိုက်တဲ့ဟန်မျိုးနဲ့ကစားသွားတာကိုတွေ့ရတယ်အချက်လက်တွေဟိုပါပေါ့နော်ကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea တင်က Manchester United တင်တက်ပို့ပြီးတော့ performance ဘိုင်းကလှုပ်ပြနိုင်တဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ show on target တွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ကျွန်တော်တို့ goal creator တွေဆိုလို့ရှိရင်လည်းအများကြီးပဲပေါ့နော်ဒါ Chelsea တင်နေတဲ့ အဲတိုက်စစ်ပိုင်းချင်းချောင်းမှုအပိုင်းမှာတော့မနေ့ကပွဲစဉ်မှာ Chelsea တင်း United အသင်းပေါ်မှာပေးတဲ့ pressure မျိုးကိုတော့ကျွန်တော်အနေနဲ့အတိုင်းအတာတစ်ခုထိလက်ခံလို့ရတယ်လို့ဒီလိုပဲပြောရမှာဖြစ်တယ်ပေါ့နော်။ United ကလည်း Chelsea အသင်းကိုအကောင်းဆုံးဖိအားပေးကစားခဲ့တဲ့အပိုင်းတွေရှိတယ်။ဒါပေမဲ့အဲအဲ့ဒီလုံးလောက်အောင်ကျန်တဲ့အပိုင်းတွေမှာတော့ကိုသမား Robert Sanchez ရဲ့လက်စွမ်းပြမှုအချို့ပေါ့နော်။အချို့လေးပါပဲနော်။ဒါမဲ့လည်း base လေးတော့ဖြစ်သွားတာပေါ့။ဆိုတော့အဲ့ဒါမျိုးတွေ ကြောင်းဒါကိုတော့ခွင့်ပြုခဲ့ခြင်းမရှိဘဲနဲ့80မိနစ်အရောက်မှာ regain ကတစ်ချက်ကံလို့လုတ်ပြီးတော့ဖိတ်လိုက်တယ်တစ်ချက်လှည့်ပြီးတော့ပြန်မပြလိုက်တဲ့အလုံးကိုအမြဲတမ်းဒါချိန်သားကြိုက်ပေါ့နော် ကြရတဲ့တိုက်စစ်ကစားသမားတွေတော့မခုကူးရယ်လာတော့ဒီရာဒီပွဲစဉ်တွေမှာဂိုးသွင်းတာတွေပြန်ကြည့်ရင်အဲ့လောက်ချိန်သားကိုက်ပြေးထွက်လာတာမျိုးတွေမရှိဘူးသူ့မှာလေဒါသူ့အရက်လေးနဲ့ပေါ့နော်ရောက်အောင်ပြေးထွက်တယ်ရောက်အောင်ကောင်းတိုက်တယ်ဆိုတဲ့အများမျိုးအများကြီးပဲရှေ့မှာလေရောက်အောင်ထွက်လာရောက်အောင်ပိတ်တယ်ဆိုတဲ့ပွဲစဉ်တွေပေါ့နော်ကိုရယူသွားတယ်ဆိုတဲ့ပွဲစဉ်တွေလည်းအများကြီးကိုတွေးကြရတာပါဆိုတော့ကူကူရယ်လာအနေနဲ့ကဝိုင်ပြေပြေဒီရာဒီမှာအရေးကြီးတဲ့အဲ ဟိုဘောတွင်ကိုတချို့ကိုဒါချက်စီးတဲ့အတွက်ရယူပေးထားရဆိုငင်းလို့မရတဲ့အချက်ပဲဖြစ်တယ်ပေါ့နော်အာကောမန်လေးတခုတော့ကျွန်တော်တွေ့သေးတယ်ဗျာခူကူရဲလာကိုလီဗာပူးသင်းကလောက်ရာဒီမှာတန်း60လောက်နဲ့ခေါ်မယ်ဆိုတဲ့အဲတင်းပေါ့အဲ့ဒါကကျွန်တော်တို့အရန်ကြီးသေးကြတဲ့တင်းမျိုးတော့မဟုတ်သေးပါဘူးဒါပေမဲ့တစ်ချက်တော့ကျွန်တော်စောင့်ကြည့်သွားရအောင်မယ်ဆိုတဲ့အထားမျိုးဖြစ်ပါတယ်အဲခူကူရဲလာက ချက်စီးသင်းကရောင်းရံမဟုတ်လို့သတ်မှတ်ထားတဲ့ကစားသမားမျိုးတော့မဟုတ်ဘူးသို့တော်လည်းပဲဒီတရားဒီလုံးကို review ပြန်လုပ်မယ်ဆိုလို့ရှိရင်တော့ Gugurella ဟာချက်စီးသင်းတော့ဘယ်လောက်ထိလုတ်ပေးသလဲနောက်တစ်ချက်က Anzo Marska ရဲ့ကစားကွက်ထဲမှာဆိုလို့ရှိရင် Mas Cucurella လို့ကစားနိုင်တာပနှစ်ယောက်ရှိလဲပေါ့เนาะ Mas Cucurella နေရာမှာ Mas Cucurella ကိုကစားနိုင်တဲ့ကစားသမားမျိုးကမရှိသလောက်ပဲဆိုတော့ Chelsea တင်းနေနဲ့လဲအလွယ်တကူအလွယ်တကူလက်လွတ်မှာလည်းမဟုတ်သလို လုံးဝရောင်းရမဟုတ်ဆိုပြီးထားထားတဲ့ပလေယာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကူကူရဲလာဒီပြာဒီမှာတော့ချက်စီတင်တို့ကတာဝန်ကျေတယ်လို့ပြောမှာဖြစ်ပါတယ် overall performance အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်စီအသင်းပေါ်မှာဒိုင်းနာကူတီတော့ခြေနှက်မိရပါတယ်သို့တော်လည်းပဲအာချန်ပီယံလိဝင်ဝင်အတွက်ကတော့ဒါခြားသိန်းတွေရဲ့ရလက်တွေကလည်းအများကြီးသက်ဆိုင်နေတာဖြစ်တဲ့အတွက်အဲ့ဒီအသင်းတွေရဲ့ပွဲစဉ်တွေကိုလည်းချက်ကျွန်တော်နေနဲ့ရလက်တွေကိုစောင့်ကြည့်သွားရမှာဖြစ်သလိုကိုအသင်းအနေနဲ့တော့လာမယ့်တော့ဒင်ဂါဖော်ရက်အသင်းရဲ့ပွဲစဉ်အတွက်ကိုအပြည့်အဝကျွန်တော်ပြင်ဆင်ပြီးတော့ပေါ့နော် ောင်းဝအနိုင်ရလက်ဖော်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုယ်အသင်းဘက်ကလှုပ်ဆောင်နိုင်တာအကုန်လုံးကိုအကောင်းဆုံးလှုပ်ဆောင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့ Chelsea Manchester United အသင်းတွေထိတဲ့တွေ့ဆုံမှုပွဲစဉ်လေးအပေါ်မှာကျွန်တော်အမြင်လေးတွေကဒီလောက်ပဲဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ရောဒီပွဲစဉ်ပေါ်မှာဘလို့မျိုးအမြင်လေးတွေရှိကြသလဲကိုယ့်ရဲ့အမြင်လေးတွေရှိလို့ရှိရင်အောက်ကခွန်မန့်ပေါ့စ်တမှာဝင်ရောက်မှတ်ချက်ပြီးရေးသားသွားနိုင်ပါတယ် Chelsea သတင်းတီးတန့်ကြီးစုနားဆင်ကြနေဆိုရင်တော့ Blind Facebook Page CCTV YouTube Channel TikTok Telegram အကောင့်တွေကို Like and Subscribe Like and Follow ပြုလုပ်ထားကြဖို့တောင်းဆိုပါတယ်အားလုံးပဲ See you next video ပါနော်